ကျက်သမားတွေရောဘေးမှာရှိတဲ့ကျက်သမားတွေရောအနေနဲ့ရဲရဲမှာရှိတဲ့ကျက်သမားညီကိုတွေရောကမြမအယူကတိုက်ကျက်ဆိုတာဘယ်ဟာအဆင်သက်လားဘယ်ဟာအဆင်သက်လားကအခုကျက်တည်တော့ဝါသနာပါလို့တိုက်နေကြကျွန်တော်တို့ငငယ်ကျွန်တော် friend မှာရှိတဲ့အဲ့တော့မြမအယူကတိုက်ကျက်ဘေးမှာရှိတဲ့ကျက်သမားတွေရောအနေနဲ့ရဲရဲမှာရှိတဲ့ကျက်သမားညီကိုတွေရောကမြမအယူကတိုက်ကျက်ဆိုတာဘယ်ဟာအဆင်သက်လားဘယ်ဟာအဆင်သက်လား ဘယ်အခုကြက်တီတော့ဝါသနာပါလို့တိုက်နေကြကျွန်တော်တို့ငငယ်လေးတဲ့ဝါသနာတားပါအဲ့တော့မိမယူကတိုက်ချက်ဘယ်ဟာဆင်းတတ်တာဟုတ်ကျွန်တော်မေးမယ်အခုမေးမယ်ကျွန်တော်တိတိလောက်တော့ကျွန်တော်ဖြေခဲ့မယ်ကျွန်တော်ကိုနိုင်တိတဲ့ဒီအတူဒီကျွန်တော်ကိုနိုင်တိတဲ့အတိမဟုတ်မိမယူကတိုက်ချက်ကတင်ညာစဆင်းလာမိမယူကတိုက်ချက်ဘယ်ဟာစပေါ်လို့တင်ညာစပေါ်ဒီလိုကျွန်တော်ပြောတာဟုတ် ဒါတနေ့ပြောလို့ပြောလို့နဲ့ကျွန်တော်စောင့်ကြည့်နေအော်ဒီကျွန်တော်မြန်မာနိုင်ငံအထက်ပမာပြီးအချမ်းကိုကျွန်တော်ရှင်းပိုက်ကြွရှင်းပတ်ခတ်တဲ့အချိန်မှာကြက်ဝါဒနာရဲ့ပုံကူတော်တော်ထူးချွန်တဲ့ပုံကူတက်ကြီးရွယ်ကိုတယောက်ကကျွန်တော်မောင်ကျော်ညာရဲ့မြန်မာယူကတိုက်ကြက်ဘယ်ရလာလဲလို့ကျွန်တော်မေးတယ်ကြက်ဝါဒနာပါကျွန်တော်မသိဘူးလို့ဆိုဥမဝါဒနာပါကလားဆိုအဲ့ဒီအဖိုးကဖြေလိုက်တယ် မြမယူကတိုက်ချက်ကတညင်ကစဆင်းလာပါအဲ့တော့အခုကျတော့ဖရက်ထဲမှာရှိတဲ့လူရောအကုန်လုံးကြက်ကြီးကိုဝါသနာတွေရောအဲ့တော့မြမယူကတိုက်ချက်ကတညင်ကစဆင်းနေဆိုတာဟုတ်ပါသလားကျွန်တော်ဟိုအဖိုးကိုကျွန်တော်ဟိုအညာမှာရှိတဲ့ဆရာကြီးကိုဟိုပုံကန်တာလည်းမဟုတ်ဘူးနော်အဖိုးပြောပြတဲ့ဥစ္စာလေးကဒါဟိုကြက်သမားတွေတည်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 တိကြိုက်တယ်လို့ထင်လို့ကျွန်တော်ပြောပြပေးတာအဲ့တော့ဒီအဖိုးပြောတဲ့မြမယူကတိုက်ချက်က တင်ရဆင်းလဲဆိုတာဟုတ်တလားလို့ကျွန်တော်ကတော့ပြန်မေးကြည့်တာကျွန်တော်ကတော့အဖိုးပြောတာကိုတော့လက်ခံတာရယ်အဲ့တော့ကြက်ညီကိုတွေရောအဖိုးပြောတာကိုလက်ခံလားမလက်ခံလားကြက်ကွန်မန့်လေးမှာနည်းနည်းလေးတော့ရေးပြီးကြရအောင်နော်ဥတော်တစ်တော့ဖရန့်မှာမိတ်ဆွေတွေအကုန်လုံးကြက်သမားကြီးရောကြက်သမားငယ်တွေရောကြက်သမားပေါ့စတွေရောဥတော်မိကုံးလေးတစ်ခုမေးမယ်အဲ့တော့လူဟာ မြောက်ကနေနဲ့ဆင်းသက်လာတယ်လို့ဆိုတယ်အဲ့တော့မြမယူအတိုက်ကျက်ကျက်လိမ်မာတွေကတင်ញင်အနေနဲ့ဆင်းသက်လာတယ်လို့ဥပုသောကပြောရင်မင်းတို့အခုကျက်တိုက်နေကောင်ဥပုသောကဘာပြောခြင်းလဲကိုမမတခုခုရေးခဲ့ဟဲ့လား